တောင်ကိုရီးယားတရားရုံးကစွပ်စွဲပြစ်တင်ခံထားရတဲ့သမရယွန်းဆော့ယွတ်ကိုဖန်ဝရန်ထုတ်ထားမှုကိုမလ9ရက်ကပယ်ဖျက်ခဲ့ပါတယ်။ထို့ပေမဲ့ယွန်းဟာဆက်လက်ထိန်းသိမ်းခံထားရမှာဖြစ်ပြီးအစိုးရရှေ့နေတွေကဖန်ဝရန်ကိုပယ်ဖျက်ခဲ့တဲ့တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုအယူခံဝင်ပွဲရှိပါတယ်။ယွန်းရဲ့ရှေ့နေတွေက၎င်းရဲ့ဖန်ဝရန်ကိုပယ်ဖျက်ဖို့ပြီးခဲ့တဲ့လကတရားရုံးကိုရှောက်ထားခဲ့ပြီးယွန်းကိုစွပ်စွဲပြစ်တင်မှုကိုတရားစင်ရေးဟာကာလကြာရှည်စောင့်ဆိုင်ရမှာဖြစ်တဲ့အတွက်ယွန်းကိုထိန်းသိမ်းထားမှုဟာတရားမဝင်ကြောင်းပြောကြားခဲ့ပါတယ်။ယွန်းရဲ့ထိန်းသိမ်းမှုကာလ သက်တမ်းကုန်ပြီးတဲ့နောက်တရားစွဲဆိုမှုကိုရှောက်ထားခဲ့တယ်လို့ဆုံးဖြတ်ဖို့ကြိုးချောင်းစီတော်မှုရှိကြောင်းစိုးပဟိုခရိုင်တရားရုံးရဲ့အမှတ်တမ်းမှာဖော်ပြခဲ့ပါတယ်။စုံစမ်းစစ်ဆေးမှုလုပ်ငန်းစဉ်ရဲ့တရားဝင်မှုနဲ့ပတ်သက်ပြီးလုံထုံးလုံနည်းဆိုင်ရာရှင်းလင်းမှုရှိစေဖို့နဲ့တန်တရားတွေကိုရှင်းလင်းမှုအတွက်ထိမ့်သိမ့်မှုကိုဖျက်သိမ်းရေးအတွက်ဆုံးဖြတ်ချက်ထုတ်ပြန်ဖို့တင့်လျော်လိမ့်မယ်လို့တရားရုံးကပြောပါတယ်။မြေတို့ပင်ဆိုစဉ်အခုလိုထိမ့်သိမ့်မှုကိုတရားရုံးကပယ်ဖြတ်ပြင်းခဲ့ပေမဲ့လျှွန်းဟာချက်ချင်းလွမြောက်လာမဲ့အတိတ်ပဲမတက်ရောက်ကြောင်းရုံးရဲ့ရှင်းနေတွေကပြောပါရယ် တရားရုံးကထိမ့်သိမ့်မှုကိုပယ်ဖျက်ပေးဖို့ဆုံးဖြတ်ခဲ့ပေမဲ့ရုံးဟာချက်ချင်းလွတ်အောင်မှာမဟုတ်ပါဘူးလို့ရုံးရဲ့ရှေ့နေတဦးဖြစ်သူစွတ်တောင်ဝန်ကမလ9ရက်ကပြောပါရယ်အစိုးရရှေ့နေတွေကတရားရုံးရဲ့ဆုံးဖြတ်ချက်ကိုယူကန်ဝင်ခွင့်ကိုဆွန့်လွတ်လိုက်မှဒါမှမဟုတ်အယူကန်ဝင်မှုသတ်မှတ်ထားတဲ့ကာလမှာအယူကန်မဝင်မှသာရုံးကလွတ်မြောက်လာမှာဖြစ်ပါတယ်လို့စွတ်ကပြောပါရယ်အစိုးရရှေ့နေတွေကတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး AFP သတင်းဌာနရဲ့မှတ်ချက်တောင်းခံမှုကိုချက်ချင်းတုံ့ပြန်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်